အင်တာဗျူးပြရတဲ့ခါကျတော့ကျွန်တော်နည်းနည်းလေးဆွေးလို့ထားတဲ့အပိုင်းရှိတယ်။ကျွန်တော်နည်းနည်းပြောပြမလားဒီကာလာစကန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားများတဲ့အပိုင်းတွေရှိရပါတော့။ Anything you want to say to them and those watching at home? Thank you so much for supporting me. Yeah. Thank you so much. ပြောမနိုင်ခဲ့ဘူးဆိုပေမဲ့တကယ်ဟာကြတော့တကယ်ဘယ်လိုပြောမလဲကိုယ့်ရဲ့ဒီနော်ဟိုတော့တယ်လန့်ကိုလည်းမလုပ်ဘူးပြောတာအားဆက်ရတာပါ။ ဆင်းစုလား opening လား evening dress လားဆင်းစုမှာတော့ကျွန်တော်တော်လေးတဘောကြတယ်အင်တာနက်ရှင်နယ်ဖန်တွေကအစားနီကရာဂွာကိုမီဖာရှိန်နဲ့ထွက်လာတာဆိုပြီးတော့အရင်မိုက်သွားတယ်ဆိုပြီးတော့အားပေးကြရဲအဲ messenger ရဲ့ထိလာပြောကြရဆရာကိုဆိုလို့ရှိရလေအကုန်လုံးအဲ့မှာသူဆရာရဲ့ဟိုဆွင်းဆွင်းမှာတော်တော်ကြိုက်နေကြတယ်တဲ့ဆိုပြီးအားအားရခဲ့ပါတယ်သူ့ရဲ့ဆွင်းဆွင်း round တော့ ဖြစ်သေးတယ်ကနေပြီးတော့ကျွန်တော်ကြည့်ကြရအောင်အဲ့တော့ဟိုတွေ့ချက်လည်းအများကြီးအများကြီးအမေပါလို့ပြောပြဆူတာပြပါတယ်အဓိကအမပေါ့အမဖြစ်နေတယ်ဆိုတော့အမကလည်းဟိုဒီဆိုင်ရကလေးတွေကိုရောဒီ grooming ဘိုင်းနေ attitude တွေ manner တွေလည်းသင်ပေးထားတာဆိုတော့ပြီးတော့ဒီတခြား artist တွေမှလည်းကိုတပည့်ပါနေတော့လာပြီးအားပေးပြတာပါကျင်းနေတာပေါ့ကျွန်တော် placement ဒီ Mr International မှာ placement နဲ့ဝေးနေတယ်ကျွန်တော်2015အောင်ချမ်းမြကျွန်တော်တပည့်ပဲ placement စပြီးဝင်ခဲ့တယ်ပထမဆုံးအော်အခုဒီ latest ပေါ့ ရာသာ latest မှာလည်း placement ထပ်ဝင်နေဆိုတော့ဂုံယူရပါတယ် proud ဖြစ်တာပေါ့တပည့်တွေတော့ကတော့ကျွန်တော်တို့ဂုံယူဂုံယူဆွာတဲ့ဆရာလည်းတရားပြင်ပြရတယ်ပါရပါဘူးနော်ကျွန်တော်မှာတော့တကယ်ကျွန်တော်ရဲ့လူရဲ့တက်ပြင်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဆက်သွားတဲ့ဆရာလည်းကျွန်တော်ပြောရမှာနော်ကိုလိုချင်လို့သွားတယ်သွားတာထဲစားလို့ရှိရင်တော့ပြောပြမလဲကိုလုံးနိုင်ရတာကိုပဲပို့ပြီးတော့ခြားပြခဲ့တယ်အဲ့တော့သူကကျွန်တော်ဟိုဘက်မှာတော့ကိုလုံးနိုင်ရတဲ့အထက်ကိုတော့ကျွန်တော်ပို့ပြီးတော့ခြားပြခဲ့တယ် နောက်ဆုံးမှာတော့ကျွန်တော်ဒီရလက်ကိုရတာအတွက်ဒီနေ့မှာတော်ပြန်မှုရှိရဲ့ရှိရဲ့ဆိုတော့အဲတော်တော်များထင်ကြတာကြတော့တော်တော်တန်ကျင်နေကျွန်တော်ထင်ကြပါဟိုဟာနည်းနည်းလေးပြောပြမယ်ပြန်ရတဲ့ပုံစံမြတ်တဲ့လို့ပြန်မှန်းတော့ကျွန်တော်နည်းလေးစိတ်ကမွားပြီးတော့ဒီကထင်ကြပါဘူးဒါပေမဲ့ကျွန်တော်ကတော့မဟုတ်ဘူးခုမှနယ်လီပို့ပြောဟိုကဟိုကဖြစ်လာတာပေါ့ပြောပြခုမှပို့ပြီးအားရှိလာနောက်တပွဲပြန်ဖို့တို့တာကိုယ်မှလည်းကိုလိုအပ်နေရလိုအပ်ချက်တွေလည်းတည်သွားရတယ်ပြီးတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှလည်းတကယ်တကယ်ပြောရမလဲ ပြင်ဆင်တဲ့အပိုင်းအပိုင်းလေးနဲ့လည်းတို့တိပါဆိုတော့ကျွန်တော်ကတော့ပိုကောင်းအောင်လို့ပြင်ဆင်ပြီးတော့ကျွန်တော်ကမ်ဘက်ကိုပြန်လာမှာပါသူကောင်းကောင်းမွန်မွန်နဲ့ဒီသူ့ကိုဒီ public speaking ဘိုင်းမှာအားနေတယ်ဒီပြောဆိုဆက်ဆံရေးဘိုင်းမှာအားနေတဲ့ဘိုင်းတွေကိုအများကြီးဖြည့်ပေးမှာပါအဲ့ဒီဖြည့်ပြီးတဲ့အချိန်ကြလို့ရှိရင်လည်းသူ့ရဲ့ကမ်ဘက်ကလှလှပပကြီးနဲ့ဟို advocacy ကောင်းကောင်း project ကောင်းကောင်းနဲ့လူတွေ awareness ပေးနိုင်တဲ့လူတယောက်အနေနဲ့ပြန်ထွက်လာမှာပါအဲ့အချိန်ကတော့ဟုတ်တယ်ခင်ဗျအဲတွေ့ခဲ့ရတယ်ဒါပေမဲ့ကျွန်တော်ဟိုဘက်မှာအဲ့လို င်တာဗျူးပြရခါကျတော့ကျွန်တော်နည်းနည်းစိတ်လုံထားတဲ့အချိန်ကြီးရတယ်။ဒါပေမဲ့သူတို့နဲ့သူတို့နဲ့အာပြန်မိုးနေအချိန်ချင်းနဲ့ကျွန်တော်ဆက်သွယ်ရခါကျမှတော့ကျွန်တော်နည်းနည်းကိုကြောက်မယ်။ကောင်းတယ်ပေါ့နော်။ကျွန်တော်အဲ့ဒီအလိုကိုပုံနဲ့ကျွန်တော်ခင်ရအောင်ပြီးကျွန်တော်နေနိုင်ခဲ့တယ်ပေါ့ဟုတ်။သူကင်မရာနဲ့တွေ့ရတဲ့အချိန်မှာဟိုဘက်ဘက်က Thai Media ရဲ့ International Media နဲ့တွေ့ရတဲ့အချိန်မှာတော့သူတန်ရှင်ဖြစ်တယ်။ပထမတည့်ရနှစ်ရက်မှာဆိုတော့တိတာမှာမှာပို့ပြီးတော့ဟိုပို့ပြီးစိတ်လုံရှားတယ်။ပို့ပြီးမဖြေနိုင်ဘူး။ပို့မပြောနိုင်ခဲ့ဘူး။အဲ့နောက်ပိုင်းနေမှာတော့သူတခုခုပြောလိုက်ရင်ဆိုသူပို့နားလဲလာတယ်။ပို့ပြီးတော့ used to ဖြစ်လာတယ်။ပို့ပြ ပျော်ရွှင်လာတယ်ဒီပြိုင်ပွဲမှာဆိုတော့အဲ့တော့သူ့အများကြီးမှန်းခဲ့တာလေနော်အဲ့တော့ဒီဟို final ကြည့်နေရင်းနဲ့ဆိုလို့ရှိရင်ဟာသူ့အများကြီး world train လောက်ထားတော့ဒီ top 10 top 5ထိပါနိုင်မယ်လို့ကွာမျှော်လင့်ထားတာပေါ့ကိုယ်ကအဖို့အများဖြစ်ခဲ့တာအားမလို့အများဖြစ်လဲဆိုကျွန်တော်နည်းနည်းပြောပြမလားဒီကလာစကန်နဲ့ပတ်သက်ပြီးတော့မျိုးတော့အလိုအများတဲ့ဘန်းကြီးတော့ရှိရပါတော့တကယ်တော့တကယ်တော့အဲ့ဘန်းတကယ်လိုအပ်တယ်ကျွန်တော်တို့ဒီကနေ့ကိုတောင်းပြမယ်ဆိုရင်အဲ့ဒီကလာစကန်နဲ့ပတ်သက်ပြီးတော့တကယ်လိုအပ်တယ်တကယ်အရင်ရေးကြည့်ပါလေဟုတ်အဲပြောပြမယ်ဟိုဟို ဟိုဘက်မှာလည်းအဲ့ဒီပြန်ဦးနေတဲ့မှာလည်းပြောတဲ့သူအများကြီးရှိတယ်။ဒါပေမဲ့တကယ်တော့လိုအပ်တယ်။တကယ်တကယ်ဟုတ်ကဲ့တကယ် communicate လုပ်တဲ့အခါမှာပေါ့တကယ်ပဲဒါပေမဲ့နည်းနည်းလေးပြောပြမယ်ဟိုဟာတိတ်ပြီးတော့ပြောမနိုင်ကြဘူးဆိုပေမဲ့တကယ်ဟာကြတော့တကယ်ပြောပြမယ်ကိုယ့်ရဲ့ဒီနော်ဟိုတဲလန့်ကိုလည်းနည်းနည်းပြောပြတော့အားရရပါတော့ sim sim လာ opening လာ evening dress လာ sim sim မှာတော့ကျွန်တော်တော်လေးတပေါ်ကြတယ်ဟုတ်ကဲ့ မအာသူဆိုရင်အဲ့လိုပေါ့အဲနီကရာဂွာမစ်ယူနီဗာစ်နီကရာဂွာရဲ့မေးဗာရှင်းလို့ပြောကြရပေါ့အဲ့တော့သူ training ရောက်လာတဲ့အခါမှာလဲသူ့ရဲ့ work ကိုကြည့်တဲ့အခါမှာဘလို frame ကိုချရမလဲဆိုတော့သူ့ကို champion ဖြစ်ရမယ်အဲဂလမ်မော်ဖြစ်ရမယ်ဆွိဖြစ်ရမယ်ဆိုတော့လစ်ကိုတွားစင်တာပြီးတော့သူ့ရဲ့ခြေတန်လက်တန်တွေကိုလည်းကောင်းကောင်းမွန်မွန်တုံးစင်တော့သူ့ရဲ့ work ကိုထွင်လိုက်တဲ့ခါမှာ Nicaragua Miss Universe Nicaragua နဲ့ ခက်ဆင်ဆင်ဖြစ်သွားတယ်ပေါ့အဆင်နဲ့ဟာကလည်း May version ဖြစ်သွားတဲ့အချိန်မှာ International fan တွေကအစနီကရာဂွာကို May version နဲ့ထွက်လာတာဆိုပြီးတော့အရင်မိုက်သွားတယ်ဆိုပြီးတော့အားပေးကြရဲအဲ Messenger ရေးထိလာပြောကြဆရာကိုဆိုလို့ရှိရဲလေအကုန်လုံးအမှသူဆရာကြီးဟိုဆွင်းဆွင်းမှာတော်တော်ကြိုက်နေကြတယ်ဆိုပြီးအားအားရခဲ့ပါတယ်သူ့ရဲ့ဆွင်းဆွင်းရောင်းတော့